ကိုရေးမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါခင်ဗျာ။တွေ့ရမှာတာပါတယ်ကိုကိုရဲ့နာမည်နဲ့လုပ်ငန်းလေးမိတ်ဆက်ပေးပါအောင်ရှင့်။ကျွန်တော်နာမည်ကဒေါက်တာအေးမေထုံးပါ။အာကျွန်တော်ရဲ့ဟိုလုပ်ငန်းအကြောင်းအကြောင်းဒီ college ကျောင်းပေါ့။ကျွန်တော်ကျောင်းနာမည်ကကြာတော့ Money Ratna Vocational and Technical College ပါ။ကျွန်တော်ဒီနိုင်ငံခြားကျောင်းသွားတဲ့တဲ့ကျောင်းသားလေးတွေကိုကျွန်တော် foundation ပိုင်းလေးတင်ပေးတာပေါ့နော်။ကျွန်တော်ကအဲ့ကျောင်းမှာကျွန်တော်က president ပေါ့နော်။ဟုတ်ကဲ့။အာကျွန်တော်ဒီလုပ်ငန်းကိုကျွန်တော်ပြန်ဦးစီးပြီးတော့လုပ်ပါတယ်။ โอเคดอกเตอร์เอ๋ဟုတ်ညီမတို့တကူဟုတ်လေလုပ်ငန်းစုပေါ့เนาะဘေးကနေဘယ်လိုစပြီးတော့တည်ခဲ့ရလဲရှင့်တကူစောက်လို့ရေလုပ်ငန်းကိုကျွန်တော်က2020တခုနှစ်2020ခုနှစ်လောက်မှာကျွန်တော်စတည်ရပါအဲစတည်တည်ချိန်မှာပဲကျွန်တော်ဒီအာတောင်းကလာတစ္ဆာလမ်းမပေါ်မှာရှေ့ကျော်ဒီ RDS ညင်ညီတဲ့အခန်းလေးကိုကျွန်တော်စပြီးတော့ investment လုပ်တာပေါ့เนาะစောက်လက်စအခန်းလေးပေါ့အဲမှာစောက်လက်စအခန်းလေးကိုကျွန်တော်နောက်ပိုင်းကျတော့ဒီဥစ္စာလေးကို investment လုပ်ပြီးရဲ့အပိုင်းမှာကျွန်တော်တို့ရောအတီးသေးရပေါ့ဒီခန်းလေးကိုပြန်ပြီးတော့ ဟိုဝယ်လို့စိတ်ဝင်စားလို့ဝယ်ခြင်းတဲ့လူပိုင်းရှိတော့ကျွန်တော်အဲ့အလေးကိုပြန်ပြီးတော့ရောင်းလိုက်တာပေါ့ပြန်ရောင်းပြီးတော့အဲ့ရတဲ့ပတ်စံလေးကိုကျွန်တော်ထပ်ပြီးတော့ဒီဘက်မှာအာနောက်ထပ်တခန်းပေါ့နော်အော်တခန်းနောက်ခန်းပြောင်းပြန်ပြီးတော့ investment လုပ်တယ်အဲ့အလေးမျိုးနဲ့ဟုတ်ကဲ့တည်တာပေါ့နော်ညီမတကုန်းဆောက်တဲ့လုပ်ငန်းစုနဲ့လက်တွဲပြီးပေါ့နော်အခန်းလေးဝယ်ယူတဲ့အခါမှာအကူအညီနဲ့တာတာတာအနေနဲ့ဘလို့အကျိုးမြတ်လေးများရရှိခဲ့ပါလိမ့်ရှင်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဒီပေါ့နော်ဒီဆောက်လက်စာအခန်းလေးတို့ကျွန်တော်ဆက်ဝယ်ပြီးတော့ဒီ BCD ချတဲ့အချိန်မှာပေါ့ကျွန်တော်တို့ဆောက်ရတာပေါ့နော်အချိန်တစ်ခုတော့ ဒီစီစီကြတဲ့အချိန်မှာကျွန်တော်ပြောမယ်မိတ်ဆွေတွေတရားနေရောစိတ်ဝင်စားတဲ့လူတွေကဟိုဒီခန်းလေးတွေကိုပြန်ရောင်းဖို့အတွက်ပြောတဲ့အချိန်မှာကျွန်တော်ပြန်ရောင်းပြီးတော့ရောင်းထုတ်တာပေါ့နော်ရောင်းထုတ်ရတဲ့ငွေလေးနဲ့ကျွန်တော်တို့ခုလက်ရှိဒီဒီတကုံဆောက်လို့ရေးလုပ်ငန်းရှင်မှာပြန်ပြီးတော့တုံခန်းလောက်ပေါ့နော် investment ပြန်လုပ်ထားတယ်အဲ့ဒါလေးကတော့ကျွန်တော်ရဲ့အကျိုးမြတ်လေးပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်ညီမတကုံဆောက်လို့ရေးလုပ်ငန်းစုမှာပေါ့နော်အခုဆောက်လို့ဆဲအခန်းတစ်တုံငန်းပေါ့နော်ဒေါက်တာဒီနဲ့ထပ်ပြီးတော့ဆက်လက်ပြီးတော့ဝယ်ယူပြတဲ့အကြောင်းလေးပြပြပြပေါင်းရှင် ကျွန်တော်အနေနဲ့ကတော့ဒီဘာကြောင့်ဒီအခန်းကိုထပ်ဝယ်ရလဲဆိုတော့ကျွန်တော်မှလက်ရှိမှာခံထားတဲ့ငွေရဲ့ပြည့်ခါကြရှင်ကျွန်တော်ကခုမှ investment စလုပ်တဲ့လူဆိုတော့လူငယ်ဆိုတော့ကျွန်တော်ကဒီငွေကိုကျွန်တော်ကတိုးဝအောင်ပဲလုပ်မအောင်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီရလာတဲ့ရောင်းလို့ရတဲ့အခန်းရတဲ့ဟိုပြောမလဲငွေလေးတွေကိုကျွန်တော်ကခုဒီတကုံဦးရဲ့နောက်ထပ်ဆက်ဆောက်တဲ့ပြီးတော့ပြောချက်အတင်လေးမှာကျွန်တော်ပြန်ပြီးတော့ investment လုပ်တဲ့အနေနဲ့ပေါ့နော်အဲ့လိုမျိုးတွေပါဟုတ် ဲပါရှင့်အဲနောက်ဆုံးအနေနဲ့ပေါ့နော်ဒေါက်တာအနေနဲ့တကူဆောက်လုပ်ရေးလုပ်ငန်းစုကိုပေါ့နော်စကားလက်ဆောင်လေးဗမာပြောခြင်းလေးရှင့်ဟုတ်ကျွန်တော်ပေါ့နော်ဒီလိုမျိုးတကူနဲ့လက်တွဲပြီးတော့စပြီးတော့တည်တယ်ရအလုပ်လုပ်တာဆိုတော့အားတောင်းနေတယောက်တော့ပေါ့တိုးလျှော့လေးရှိတာပေါ့နော်ဒါပေမဲ့အဆင်ပြေတယ်ကျော်လုပ်ငန်းလုပ်တဲ့အထက်မှာပေါ့ကျွန်တော်လည်းလုပ်ငန်းလုပ်တယ်ဆိုတာအဆင်ပြေတဲ့လုပ်ငန်းပဲလုပ်ချင်တာဟုတ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလူဦးနဲ့လက်တွဲတဲ့အချိန်မှာကျွန်တော်စိတ်ချမ်းသာတယ်အဆင်ပြေတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် investment တွေထပ်လုပ်တာပေါ့ တကယ်လို့တော့ကျွန်တော်အဆင်မပြေဘူးဆိုရင်ကျွန်တော်လည်း investment ပဲလုပ်ရမယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်မို့ဒီကုန်းတွေအလုံးလုံးတာကျွန်တော်တို့တိုက်သားတွေကောင်းနေကျွန်တော်ကအဓိကတိုက်သားကြည့်တိုက်သားဒါလို့ကျွန်တော်ရောင်းမထွက်ဘူးဆိုရင်တော့ကျွန်တော်ကဟိုပြောမလဲကိုကိုတိုင်းနေရမှာဟုတ်အဲ့ဒါကြောင့်မို့တိုက်သားကောင်းတာကိုကြည့်တယ်ပြီးရင်ဆက်ဆံရေးတွေပေါ့တောင်းတစ်ယောက်ပြေလဲလားမပြေလဲလားအားလေးကျွန်တော်ကြည့်တယ်ပြီးရခါကြောက်ရှင်ဝေပြီးချင်းမှုပိုင်းလေးတွေအတရားတယောက်ရင်းနှီးရဲ့ပိုင်းလေးပုံမူတည်ပြီးတော့ကျွန်တော်ကပြောမလဲတကုန်းအနေနဲ့ကျွန်တော်အတွက်ကိုပေါ့နော် ကျွန်တော်အတွက်ကအခြား customer အတွက်တကောအရန်ကောင်းပါတယ်အဆင်ပြေပါတယ် perfect ဖြစ်လို့ပါတယ်ကျွန်တော်လက်တွဲရပါတော့နော်โอเคဟုတ်ကျေးဇူးတင်ပါတယ်ဒေါက်တာအခုလိုအချိန်ပေးပြီးဖြေကြားပေးလို့โอเคကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အကောင်မင်္ဂလာပါရှင့်မင်္ဂလာပါ Celebration of Sibita နော်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒေါက်တာ90ရာခိုင်နှုန်းတောင်းပေးမဲ့လေးနဲ့ဆက်လက်ဆုံးတာ။ဟုတ်ကဲ့ပါ။ကျန်တဲ့ဟာလေးတွေလည်းအစီအမံလို့ဒီပြမဲ့လေးလည်းညှိပြီးတော့ပြင်ပေးထားပါမယ်ရှင်။အာဟုတ်ကဲ့ပါ။ကျွန်တော်ဖတ်ကြည့်လိုက်မယ်နော်။ဟုတ်ကဲ့ပါရှင်။ အမှားတွေတူးမရှိပါဘူးရင်ခေါင်းအခန်းကြီးဆက်ချိုးရတဲ့အတိုင်းပါပဲဒီမှန်လေးလည်းအဆင်ပြေပါတယ်ဟုတ်ကဲ့ဒေါက်တာကျတော့90ရာခိုင်နှုန်းကဘုံမီမောင်အများကြီးချထားတဲ့ တော့ကြောင့်မို့လို့ကျတော့ပေးရမယ်ကျန်တဲ့90ရာခိုင်နှုန်းမှာကျတော့အတူမဲ့ရေးကြမြန်မာလူလူကုမ္ပဏီရဲ့ထုံစံတိုင်းပေါ့နော်အဲဒီနေ့ခွဲလာတော့တဲ့အတူမဲ့ရေးကြမှာကျတော့ပေးရမယ်ပေးမယ်ပုံမှန်တော့နေသွားပေါ့ဒေါက်တာထောင်မင်းမများတဲ့အတွက်ကြောင့်မို့နော်ကျန်တဲ့တခြားကဆံပါရဆိုလို့ရှိရင်တပ်ပါဆက်တော့မို့90ရာခိုင်နှုန်းဆိုလို့ရှိရင်90ရာခိုင်နှုန်း10ရာခိုင်နှုန်းလို့ဆိုလို့ရှိရင်တော့ကျန်တာကျတော့ထောက်တာအနည်းငယ်များသွားတယ်ပေါ့နော်အဲလ30အတူမဲ့ရေးကြမှာပြန်စားလိုက်တဲ့အချိန်မှာကျတော့အမောင်းလေးနေ ားတယ်ပေါ့ဒေါက်တာကတော့ဆက်စားခြင်းမှာ90%ခန့်လုံးဆိုတဲ့အတွက်ကြောင့်တဝက်တတိကိုခြေထားတဲ့အတွက်ကြောင့်နောက်ပိုင်းမှာကျတော့ဒေါက်တာကျတော့ဝင်လေးပို့သွားတယ်ပေါ့နေသွားတယ်ပေါ့ဟုတ်အဲ့ဒါဆိုဒေါက်တာကလက်မှတ်လေးတစ်ချက်ပေးရအောင်ကျေးဇူးပါနော်ကျော်